စင်တော့တွဲလမခုတ်နဲ့ညီစင်တော့ရှုံးမပေးဘူးဟဲ့သဆုံးတိုင်းခိုင်ပွဲဝင်ကြရင်လူလူတိုက်ပွဲညင်အောင်နိုင်ရမယ်မျိုးချစ်တွေလာတော့အလုံးငါကြွေးကြဒီပါမြေချစီ ြာဟေးမြမပြည်သားတို့ရေမင်္ဂလာပါရှင်ဖက်ဒရယ်ဖန်ကိုနာဆင်နေကြတဲ့တောတာရှင်တွေအားလုံးကျမ်းမာချမ်းသာကြပါစေအခုကျမတို့ဖက်ဒရယ် FM ရဲ့ရေဒီယိုစီစဉ်တွေကိုဂရီနီပြည်မှာ90.2 MHz 90.3 MHz နဲ့ဖက်ဒရယ်ဖန် Facebook Page နဲ့ရေကြီးကနေတပြိုင်တည်းထုတ်လွှင့်ပေးသွားမှာပါ90.2 ဖက်ဒရယ်ဖန်ရဲ့နေ့စဉ်ထုတ်လွှင့်ချက်တွေကိုရေဒီယိုတိုင်ကနေဆိုရင်ညနေ6:00နာရီကနေည8:00နာရီအထိ60ဒသမနှင့် MHz မှာဖန်ယူနာဆင်နိုင်ပြီးတော့ဒီကနေ့ညထုတ်လွှင့်ချက်တွေကိုမနေ့ဖြစ်မနေ့7:00နာရီကနေနေ့လယ်7:00နာရီအထိမှပြန်ပြီးတော့နာဆင်နိုင်ပါတယ်ရှင်ဖက်ဒရယ် FM ဒီနေ့မြန်မာတက်ကြဲ1389ခုနေုံလားဆုံး17ရက်2025ခုဇွန်လ27ရက်စနေနေ့ Federal FM ရဲ့အစီအစဉ်တွေကို ကျွန်မနေရင်ကတင်ဆက်ပေးပါမယ်။ဒီကနေ့ Federal FM ကနေဓမ္မရည်သနာတရားတော်အစီအစဉ် Federal FM ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းပြတင်းပေါလီပေါ့ဒ်ကတ်ကနေအောင်ငယ်အကြောင်းအုံလန်နွားလေးကြံနေတဲ့ဆိုရင်တွေကပြအစားအရာတွေကိုတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ်။ ဖရဲဖန်ကအတန်းလွင်နေပါတယ်ပထမဆုံးအနေနဲ့တောတာရှင်နေဦးညင်ခွန်အတူပါစီဖို့ဓမ္မဒေသနာတရားတော်တင်ဆက်ပေးခြင်းပါတယ်နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာ ဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်27ရက်စနေနေ့ရှင်အခရခန်းကြီး6အငယ်9မှ35 ယေရှုသည်မျှော်ကြည့်၍လူအစုဝေးအပေါင်းတို့သည်အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်ဖိလိပ္ပုအားဤသူတို့စားစရာမုန့်ကိုအဘယ်မှာဝယ်မည်နည်းဟုမေးတော်မူ၏ထို့သောမေးတော်မူသောမိမိအဘယ်သို့ပြုမည်ကိုသိတော်မူလျက်ပင်ဖိလိပ္ပုကိုစုံစမ်းခြင်းကသာမေးတော်မူ၏ဖိလိပ္ပုကလည်းဤသူတို့သည်မုန့်တစ်ဖက်စီငှအောင်ဒေနာရီ အပြားနှင့်အဖိုးထိုက်သောမုန့်မလောက်ပါဟုပြော၏ ရှီမုန်ပေဒရူအင်ကြီးအန်ဒရီအမိရှိတော်တပည့်တော်ကမူယောမုန်ငါးလုံးနဲ့ငါးကလေးနှစ်ကောင်ပါတော်သူငယ်တယောက်ရှိပါ၏တိုးတော်လေဤမြောက်လောက်များစွာသော လူတို့သည်ရှိကြသည်ဖြစ်၍ထုံမုန်နှင့်ငါးနှစ်ကောင်တို့ကိုအဘယ်ပြောเสียရှိပါသနည်းဟုပြော၏ယေရှုကလည်းလူများတို့ကို လျောင်းကြစေဟုမိန့်တော်မူ၏ထိုရက်၌မြစ်ပင်သူပြောလျက်ရှိသည်ဖြစ်၍အရေတွက်အပြင်9000မြောက်လောက်သောလူတို့သည်လျောင်းကြ၏ ယေရှုသည်မုံကိုယူ၍ခြေဆုတော်ချီးမွမ်းပြီးမှတပည့်တော်တို့အားဝင့တော်မူ၍တပည့်တော်သည်လျောင်းတော်သူတို့အားဝင့ပြန်၏ထိုနည်းတူငါးနှကောင်ကိုလူများလိုခြင်းသမျှဝင့ကြ၏ထိုသူတို့သည်ဝါကြပြီးမှကိုရောကဘာမျက်မပြောက်စီခြင်းကကြံကျွင်းသောအကျိုးအပဲ့တို့ကိုကောက်သိမ်းကြလောဟုတပည့်တော်တို့အားမိန့်တော်မူသည်ဖြစ်၍စားသောသူတို့၌ကြံကျွင်းသောမှုယုံမှုငါးလုံး၏ အကျိုးအပေတို့ကိုကောက်သိမ့်၍12တောင်းအပြည့်ရကြ၏ထို့သောယေရှုပြတော်မူသောနမိတ်လက္ခဏာကို ထိုလူများတို့သည် မြင်လျင်ဤသူကဤလောကသို့ကြွလာရသော ပရောဖက်အမှန်ဖြစ်သည်ဟုဆိုကြ၏ထိုသူတို့သည်ကိုရောကို ရှင်ဘီယံအရာ၌ချီးမြှောက်ခြင်းကလာ၍အနိုင်အထက်ပြုမိအကြောင်းကိုယေရှုသည်တည်တော်မူလျင် တောင်ပေါ်သို့တယောက်တည်းကြွတော်မူပြန်၏ ထိုသူတို့သည်ကိုရောကိုရှင်ဘရင်အရာ၌ချီးမြှောက်ခြင်းကလာ၍အနိုင်အထက်ပြုကြမည်အကြောင်းကိုယေရှုသည်သိတော်မူ၏တာမောတို့တယောက်တည်းကြွတော်မူဖြင့်၏ရှေယံခရုဝေခန်းကြီး6ခန်းငယ်35ဖျားသခင်အလိုတော်၌တည်ကြည်ခိုင်မြဲခြင်း1958ခုနှစ်စစ်ပွဲအကြောင်းရိုက်ကူးထားသည့်ခွိုင်မြစ်ပေါ်မှတရားရုပ်ရှင်သည်အလွန်နှံ့မြေကြောကြားသဖြင့ ရုပ်ရှင်ပြိသက်များသည့်တကယ့်တန်တရားကိုရှာဖွေရန်ထိုင်းနိုင်ငံကန်ချနာပူရီမြို့သို့အဖွဲလိုက်လာရောက်ခဲ့ကြသည်တရားကိုတွေ့ရှိခဲ့တော်လဲထိုတရားမှာခွင်မြင့်တွင်ရှိမနေပဲမြင့်နံမြီမှားပြီးဇက်ကားနာမြီမှားပေးမိခဲ့ခြင်းဖြစ်သည်တို့ရာတွင်များမကြမီ လူတို့မျောလင့်ထားသည်နှင့်ကိုက်ညီစေရန်မဲခလောင်မြင့်ဤထိုအပိုင်းကို ခွေရိုင်းခွင်ဟုပြန်လည်မဲ့ခေါ်ခဲ့သည် အခြားသူတို့ဤမျော်လင့်ချက်များကြောင့်မိမိဤမြင့်မြတ်သောဖျားပေးတာဝန်မှလမ်းလွဲသွားရင်သခင်ယေရှုဘယ်တော့မှ ခွင့်မပြုခဲ့ပေ။သူပြုသည့်အံ့ဖွယ်နမိတ်များကို ကြားရသည့်လူအုပ်ကြီးသည်ကိုရော့ကို တွေ့ရင်ရောက်ရှိလာသည်။ကိုရော့ကိုတွေ့ပြီးကိုရော့သည်ဂတိထားတော်မူသောမေရှိယဖြစ်ကြောင်းကိုယုံကြည်သည့်အတွက် သူတို့အားယောမအုပ်ချုပ်မှုမှကစ်တင်ရင်ကိုရော့အားစစ်ခေါင်းဆောင်တစ်ဦးအဖြစ် လူလားခဲ့ကြသည်။ ထိုသူတို့သည်ကိုရောကိုရှင်ဘုရင်အရာ၌ချီးမြှောက်ခြင်းကလာ၍အနိုင်အထက်ပြုကြမည်အကြောင်းကိုယေရှုသည်သိတော်မူလျှင်တောင်ပေါ်တို့တယောက်တည်းကြွတော်မူပြန်၏ဟုရှေယောဟန်ရှိခဲ့သည်လူတို့အားသူတို့လိုချင်သည့်နိလန်အတိုင်းကဲ့တင်ရန်ဖိအားပေးခံရတော်လေလောကဤဒုက္ခပြတနာများမှကဲ့ရန်မဟုတ်ပေအပြစ်နှင့်တေခြင်းတရားဤတကူမှလွတ်မြောက်ရန် ကေတင်ရမည်သူတို့လိုအပ်သည့်နီလန်တိုင်းဖျားဤအစီအစဉ်ကိုခရစ်တော်နှာခံခဲ့သည်။ကျမတို့လိုအပ်သည့်အရာကိုပံ့ပိုးပေးလိုသည့်သခင်ယေရှုဤခိုင်မြဲသောအလိုတော်သည် အခြေအနေအားလုံး၌ကိုရောအားကျမတို့ယုံကြည်ကိုးစားနိုင်သည့်အကြောင်းပြချက်ဖြစ်သည်။ဖျားရှိဤနီလန်ကမိမိ၏မျောလင့်ချက်နှင့်ကိုက်ညီမှုမရှိသည့်ပုံဖြစ်သောအခါကျမတို့ကိုကေတင်မည်ကိုရောဤအလိုတော်သည်ရင်းရိုင်ခြင်းမရှိသောကြောင့်ကိုရောဤအကျင့်အစီသည်

ကိုရော့ကိုယုံကြည်ကိုးစားရန်မြည်သည့်အရာကတင့်အားကူညီပေးသည်။ဆစ်စွာသောဖရာသခင်ကျွန်ုပ်တို့အားကေတင်မြင့်ကိုရောဤအလိုတော်သည် ခိုင်မြဲတည်ကြည်ကရင်းရင်ခြင်းမရှိသောကြောင့်အကောင်းဆုံးကို ကိုရောပြုတ်ပေးမည်ဟုစိတ်ချနိုင်ကြအောင်ကျွန်ုပ်သိပါ၏။သခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏။အာမင်။ နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။ ဆရာတော်ရဲ့ဓမ္မဒေသနာတရားတော်ကိုကြားပြီးစိတ်ခွန်အားတွေရမယ်လို့မျှော်လင့်ပါတယ်။အခုဆက်ပြီးတော့ Federal FM နိုင်စင်တည်တင်းနဲ့နိုင်ငံတကာတည်တင်းတွေကိုတင်ဆက်ပေးခြင်းပါတယ်။အဘတာဆူရီဆူမဘာတီကုတရာမင်္ဂလာပါဒီနေ့ဇွန်လ23ရက်ဖရက် FN ရဲ့နေ့စစ်တဲ့တဲ့နဲ့နိုင်ငံတကာတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ် ဒီနေ့တော့တော်လရင်ကိုဆွတ်ဆွတ်စစ်စစ်ညင်ညင်ညွတ်ညွတ်နဲ့တသိမြအောင်သွားဖို့လိုတယ်လို့ BBLA ကုတ်ကဲရေမှုပြောတဲ့တဲ့င်းစောမြို့နယ်ကိုစက်ကောက်စီတက်ကလီရင်နဲ့ပုံကျဲစီပေပါ80လောက်ခန့်မီးလောင်ပျက်စီးတဲ့တဲ့င်းဒီမိုးဆိုစစ်ဘေးရှောက်စခန်းမှာကုထူကိုထဆာတင်ကြောင်းနဲ့ရိတ်ခါအတွက်အကူအညီလိုအပ်နေတဲ့တည်တင်စတဲ့တည်တင်တွေအပါဝင် Federal FN ရဲ့နေစစ်တည်တင်တွေကိုတင်ဆက်ပေးပါမယ်။နောက်ပိုင်းမှာတော့နိုင်ငံတကာတည်တင်တွေကိုကြားရမှာပါ။ တော်လည်ရေကိုဆွဆွစစီညီညီညွညွနဲ့ဒီထက်သစ်မြင့်အောင်သွားဖို့လိုအပ်တယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် PPLA ကိုကေရီမူမောင်ဆောင်ခါကဒီနေ့ဇွန်လ22ရက်နေ့မှာ Federal FM ကိုပြောပါရတယ်။ဒါကြောင့်ပြီးခဲ့တဲ့ဇွန်လ9ရက်တအန်းပြည်တနေရာမှာကျင်းပတဲ့ PPLA ရဲ့အခြေခံစစ်တင်တဲ့အပတ်စဉ်ကိုတင်တဲ့ဆင်းပွဲမှာနီးစက်ရတော်လည်ရေးအဖွဲ့အစည်းတွေလာနိုင်တဲ့အဖွဲ့အစည်းတွေကိုရအောင်ဖိတ်ကြားခဲ့ပြီးကျင်းပခဲ့တယ်လို့ဆိုပါရတယ်။အမျိုးသားညညွေးအစိုးရ NUG ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတောင်တာဇော်ဝေဆိုတအံမျိုးသားလူမျိုးရေးတပ်မတော် PSLF TNLA အထွေထွေအတွင်းရင်မူဘူချုပ်တာပုံကျော်ဂရင်းနီပြည်ဂျားကာလာအုပ်ချုပ်ရေးကောင်စီ IEC ဒုဥက္ကဋ္ဌခွန်ဘီထူအာရခတ်သက်တော် AA တပ်မှုတူပြည်သူလူမျိုးရေးတပ်မတော် PLA စစ်ဦးစီးချုပ်နဲ့အထွေထွေအတွင်းရင်မူမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုဥက္ကဋ္ဌနဲ့ PPLA ကုတ်ကေရေမှုမောင်ဆောင်ခါတို့တက်ရောက်ခဲ့ကြပါတယ်။ဒါအပြင်တင်းနှင်းစင်းရဲဘော်တွေကိုလက်နက်သက်ဆင်ပေးခဲ့ပြီး203စစ်သည်သားအတွက်တည်ရင်အသေးတစ်ခုဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။မကွေးတိုင်းဒေသကြီးစောမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကဝိုက်ထွဲကေလင်းရင်နဲ့ဒီနေ့မနေ့6နိုင်ဝန်းကျင်လာမှာဘုံသုံးလုံး ကျေးချတိုက်ခိုက်ခဲ့တာကြောင့်လူနေအိတ်တလုံးနဲ့စီပေပါအလုံးရေ80ခန်းမီလောက်ပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။အဆိုပါပုံကျဲမှုကြောင့်ဆုံးမြွနဲ့အပြင်နာကစီပေပါတွေအတင်အချားလုံနေတဲ့နေအိတ်အနောက်ကြာရောက်ပောက်ကွဲခဲ့ပြီးတော့အနီးပတ်ဝန်းကျင်မှာလူနေထိုင်ရာမျိုးမရှိတဲ့အတွက်လူအထိခိုက်တော့မရှိခဲ့ဘူးလို့သိရပါဗျ။စကောက်စီတက်ကဆောမြို့နယ်ကိုလေကြောင်းတက်ခိုင်းမှုပြစ်လုခဲ့ပြီးတဲ့နောက်တဆက်တဲ့ပေါ့မြို့နယ်ရဲ့အနောက်ဖက်ခြံကိုလည်းဘုံဆယ်လုံးကျေချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့တုန်းကလည်းစောမျိုးနယ်ကညောက်ကန်ကျေးရွာကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာလေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား၃ဦးပွဲချင်းပြီးတည်ဆုံခဲ့ပြီး6ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ကရီနီပြည်ဒီမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ထေကီလျာစစ်ဘေးရှောက်စခန်းမှာကိုထူကိုထစာတင်ကြောင်းနဲ့ရိတ်ခါအတွက်အကူအညီလိုအပ်နေတယ်လို့စစ်ဘေးရှောက်အရေးကူညီဆောင်ရွက်ပေးနေသူတွေကပြောပါရတယ်။ လက်ရှိစစ်ရှောက်စခန်းမှာစစ်ဘေးရှောက်ကလေးငယ်တွေဟာမိုးဒက်လေတံကြားမှာပညာသင်ကြားနေရတာကြောင့်ယာယီစာသင်စာစာရေးခုဖတ်စာအုပ်နဲ့စာရေးကြိယာတွေလိုအပ်နေကြတာဖြစ်ပါတယ်။လက်ရှိမှာဆရာ2ဦးဆရာမ10ဦးကပညာသင်ကြားပေးနေပြီး CDM အများစုဖြစ်တာကြောင့်ထောက်ပံ့ခြင်းနဲ့သင်ထောက်ကူပစ္စည်းတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။ထိကိလျာစစ်ဘေးရှောက်စခန်းမှာ8326စုလူဦးရေ963ဦးနေထိုင်ကြပြီး က်ရှိမှာလည်းအလုတ်အကင်ရှားပါနေတာကြောင့်ရေရှည်ရက်တီဖို့ခက်ခဲနေတယ်လို့သိရပါဗျ။စကိုင်းတိုင်းပလဲမြို့နယ်ရှိစစ်ကောက်စီအခိုင်မှာတက်ဆွဲထားတဲ့ကန်တော့ရဲစခန်းကို16ရက်ကြာအောင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးမှတိမ်ပတ်ရရှိခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အထွေထွေအသွင်းရေးမှူးရဲဘော်နီနီကျော်ကဖရဲ FM ကိုပြောပါဗျ။အဆိုပါစခန်းတိတ်တိုက်ပွဲကိုဇွန်လ၂ရက်နေ့ကနေစတင်ထိုးစစ်ဆင်ပြီးမနေ့က ပြီးခဲ့တဲ့ဇွန်လ18ရက်မနေ့ပိုင်းမှာတိမ်ပတ်ရရှိခဲ့တာဖြစ်ပါတယ်။စကန်တိုင်တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ဂျမ်းမာတစင်း drone ပစ္စည်းတချို့နဲ့လက်နက်ခဲယမ်းတွေတင်ဆက်ရမိပြီးစစ်ကောင်စီတပ်သားအယောက်40ကျော်တေဆုံးကစစ်တုပ်ပံတချို့ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ မန္တလေးတိုင်းဒေသကြီးတောင်တာမြို့နယ်မှာတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလမ်းပိုက်စစ်ဆေးမှုပြုလုပ်ခဲ့ရာစစ်ကောင်စီတပ်ရဲ့ပုဂိုးတိုင်းတာကရတပ်မတော်အကြီးစားစစ်ရုံမှာတာဝတ်ထမ်းဆောင်နေတဲ့တပ်ချက်ကြီးတူအုပ်ကိုဖမ်းဆီးရမိခဲ့လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့မှာပကိုးတိုင်းတာကရတပ်မတော်အကြီးစားဆက်ရုံကနေမြိုင်ဘက်ကိုခရီးသွားနေတဲ့အချိန်မှာဖမ်းဆီးရမိခဲ့တယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးက Federal FN ကိုပြောပါတယ်။ အဆိုပါဖန်စီရမိတဲ့တက်ကြွကြီးဟာအောင်ဖြိုးလို့အမိရပြီးကိုပိုင်အမတ်ကပ633ညနေတတိဖြစ်က သူ့ရဲ့မြမစီပွားရေးဗန်စာအုပ်မပုတ်တဲ့ရင်မောင်းလိုက်စင်တမတ်သားရွှေလဲဆုတကွင်းတို့ကိုလည်းတင်ဆက်ရမိခဲ့ပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာတည်င်းတွေကိုကြားရမှာပါ။အီရန်ကိုအစ္စရေးကတိုက်ခိုက်နေချိန်မှာသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ရဲ့အနာဂတ်ကိုဆွေးနွေးမှာမဟုတ်ဘူးလို့အီရန်ကတောက်ချနေကပြောပါတယ်။ ဥရောပကတီဟီရန်ကိုဆက်ဆက်ညှိနှိုင်းဖို့ကြိုးပမ်းနေပြီးပြည်ပခါမှာအမေရိကန်လည်းပါဝင်နေရာကြောင့်အီရန်ကနျူကလ িয়ার အရေးမဆွေးနွေးနိုင်ဘူးလို့အခုလိုငင်းဆိုခဲ့တာဖြစ်ပြီးတော့အစ္စရေးဘက်ကတော့တပတ်အတွင်းစစ်ဆေးရေးအတွင်းမှာအီရန်ဘက်ကဒုံးကျည်ထောက်လို့တဲ့နေရာတွေအပါအဝင်စစ်ဘက်ဆိုင်ရာပြစ်မှတ်ဒါဇင်များစွာကိုတိုက်ခိုက်ခဲ့တဲ့အကြောင်းတီဟီရန်ကနျူလက်နဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသုတေသနအဖွဲ့အပါအဝင် အီရန်အနောက်ပိုင်းနဲ့အလယ်ပိုင်းကစစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အစ္စရေးကအီရန်ကိုပြီးခဲ့တဲ့တောက်ကြနေ့ကစတင်တိုက်ခိုက်ခဲ့ပြီးသူတို့ရဲ့တပ်တန်းရှေရန်သူကနျူကလ িয়ার လက်နက်တွေတီထွင်ထောက်လုပ်လို့နေပါဖြစ်နေပြီလို့ပြောကြားခဲ့ပါတယ်။အီရန်ကလည်းသူတို့ရဲ့နျူကလ িয়ার အစီအစဉ်ကငိမ့်ချတဲ့ရည်ရွယ်ချက်အတွက်သာဖြစ်တယ်လို့ပြောပြီးအစ္စရေးဘော်ဒုံးကျည်နဲ့ drone တွေနဲ့လက်တော့ပြန်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့မကြသေးမီကတယ်လီဖုန်းပေါက်ကြားမှုကြောင့်ဝန်ကြီးချုပ်ပေထုတ်တန်ကိုတာဝန်ကနေအနားယူဖို့ဖွဲ့စည်းပုတ်အခြေခံဥပဒေတရားရုံးနဲ့အမျိုးသားအကြဒီလိုက်စာမှုတိုက်ဖြည့်ရေးကော်မရှင် NACC ကိုအထက်လွှတ်တော်ဥက္ကဋ္ဌကအတနာခံစာတင်သွင်းခဲ့ပါတယ်။ဖုန်းပြောဆိုမှုမှတ်တမ်းပေါက်ကြားလာပြီးတဲ့နောက်ထိုင်းဝန်ကြီးချုပ်ရာထူးကနှုတ်ထွက်ပေးဖို့အတွက် ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကထိုင်းနိုင်ငံပြည်ပြင်ပြောင်းလဲရေးကြောင်းသားနဲ့ ပြည်သူ့ကွန်ရက် PDRC အဖွဲ့ကဥဆောင်ပြီးထိုင်းပြည်သူတွေဆန္ဒပြနေကြပါတယ်။ထိုင်းကမ္ဘောဒီးယားပြည်ပခါနောက်ဆက်တွဲအနေနဲ့ကမ္ဘောဒီးယားကိုရည်နှံတင်ဖို့မှုရက်သက်ဖို့ထိုင်းအစိုးရကိုတိုက်တွန်းတဲ့အဆိုကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းနဲ့အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်က ထိုင်းအစိုးရကိုပြင်းပြင်းထန်ထန်တုံ့ပြန်တဲ့အကြောင်းအဆိုပါလောက်ရက်က ထိုင်းအစိုးရပိုင်စွမ်းအင်ကုမ္ပဏီ PTT ကို တိတိတတာထိခိုက်စေနိုင်ကြောင်းတတိပေးထားတယ်လို့စနေနေ့မနေ့ပိုင်းမှာခမာထိုင်းတည်င်းဌာနကဖော်ပြထားပါတယ်အမျိုးသမီးတွေနဲ့တွေ့ဆုံဖို့ online platform တွေနဲ့ချိန်တွေ့တဲ့ application ကိုအသုံးပြုချင်းဆိုပြီးဖီတိန်နဲ့တရုတ်နိုင်ငံကအမျိုးသမီး၁၀ဦးကိုစေခတ်အတမပြုချက်ကဗီဒီယိုရိုက်ပစ္စည်းတွေခိုးယူထားတဲ့အသက်၂၈နှစ်အရွယ်တရုတ်ကြောင်သားဂျန်ဟောင်းကျူကိုလက်ထံတရားရုံးကဂျာရာပတိနေ့မှာထောက်ဒဏ်၂၄နှစ်ချမှတ်လိုက်ပါတယ်။ မတိမ်မှုဆက်သမှုနဲ့ပြစ်မှု28မှုမှာပြစ်မှုထင်ရှားတဲ့အတွက်ဂျာရာပဒီနေကသူ့ကို6တန်းချမှတ်ခဲ့ပြီးတော့နောက်ထပ်အမိမတိအမျိုးသမီးနှစ်နာသူ90ကျော်လဲရှိနေတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။အမျိုးသမီးတဦးကအဲ့ဒီကြောင်သားနဲ့ပတ်သက်ပြီးတည်င်းပေးတဲ့အတွက်ရဲတပ်ဖွဲ့ကဝန်ရှာတဲ့အချိန်သူ့အိမ်မှာမူရစ်စေဝါနဲ့ကင်မရာကိုတွေ့ခဲ့ပြီးသူ့ရဲ့လက်တော့နဲ့ကင်မရာတွေမှာတွေ့ရတဲ့ယာနဲ့ချီရဲ့ဗီဒီယိုတွေနဲ့မက်ဆက်တွေကိုကြည့်ချင်အပြစ်သူဟာ ပြည်ထောင်နိုင်ငံမှာတမကသူ့ရဲ့မွေးရမြေတရုတ်နိုင်ငံမှာပါဒီလိုအမှုတွေကိုကျူးလွန်ခဲ့တာကိုတွေ့ရပါတယ်ဒီတဲ့တင်းတွေကိုတော့ writer တဲ့တင်းဌာနကိုကိုးကားဖော်ပြထားတာပါဒီနေ့ဇွန်လ23ရက်ဖရက် FN ရဲ့နေ့စဉ်တဲ့တင်းနဲ့နိုင်ငံတကာတဲ့တင်းတွေကိုကြားခဲ့ရတာပါကျွန်မအဲနီပါရှင်ဖရက်ဖန်ရဲ့အစီအစဉ်လေးကိုကြားနေရတာပါဖရက်ဖန်ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါအခုဆက်ပြီးတော့ ဗမာကဗျာနေအထိမ့်မဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကစီစဉ်ထုတ်ဝေတဲ့ကဗျာစာအုပ်ထဲကကဗျာဆရာနှွေညိုရဲ့အုံးလက်နွားလေးကျင့်ခဲ့ရဲဆိုတဲ့ကဗျာကိုကြားမှာပါရွှေသိက်ကခန်းစားတင်ဆက်ထားပါတယ်ရှင်လက်နွားလေးချန်ခဲ့တယ်။ညအိယာဝင်တိုင်းမိမိရွတ်ပြတဲ့တပြေးတီးကောက်ကြပြတဲ့ပုတ် ตาခုထိမမေးသေးဘူးမမေးအဲ့ဒီကြပြားလေးတွေကအုံးလက်နွားလေးตาစီးချင်ခဲ့တယ်မမေးဖဖေကအုံးလက်ကိုင်းတစ်ခိုင်းကိုခုတ်အုံးလက်နွားကလေးလှုပ်ပေးခဲ့တယ်ပေါ့မမေးตาတို့တငယ်ချင်းတွေဖုံလုံးတွေတလိမ့်လိမ့်နဲ့ရွာလန်းလေးရဲ့ဟိုထိတ်ဒီထိတ်အုံးလက်နွားလေးစီးလို့ပျော်ခဲ့ကြတယ်မမေးခုတော့သားတို့ရွာလေး အဝေးကနေနေလို့အင်ကိုပြန်ချင်လာပြီမမေဖေဖေမမလည်းမမေတားအတွက်အုံးလက်နွားလေးလိုချင်တယ်တားစီးနေတဲ့အုံးလက်နွားလေးရွာနှပေးမှာကြကြံခဲ့တယ်မမေတားတို့တငယ်ချင်းတွေရောအုံးလက်နွားလေးပါကြရဲ့လားတားတိချင်လိုက်တာမမေကောင်းငင်မှာလင်းရင်ပြန်တွေဖြတ်သွားတိုင်း မမနဲ့ကိုကိုတို့ကသားလန်လေးကိုဆွဲပြီးဝေးလို့အောင်လက်တွေပြတက်တာလောက်ခအပျော်ကြီးပျော်ကြသားစိတ်ထဲအဲ့တုန်းကအပျော်ကြီးပျော်ခဲ့တာပေါ့မမေခုလေမြန်ကြီးတွေလာတော့သားတို့တွေဘာလို့များပြေးပုန်နေကြရတာလဲသားတို့လက်ပြလီရာကိုသူတို့မသိကြဘူးလားမမေသားတို့အိမ်လေးရှိသေးရဲ့လား သားတို့ရွာလေးရှိသေးရဲ့လားသားတငယ်ချင်းတွေရှိသေးရဲ့လားသားတို့တက်မဲ့စာတင်ကြောင်းလေးရောရှိသေးရဲ့လားသားကြကြံခဲ့တဲ့အုံလန်တော်လေးရောရှိမှရှိသေးရဲ့လားမမေမမေသားလေးပြန်ကြီးတွေကိုတိတ်မုံတာပဲသူတို့အတန်ကြာတိုင်းသားတိတ်ကြောက်တယ်သူတို့ကြောင့် သားတို့ထမင်းငတ်တယ်ရေငတ်တယ်မကစားရတဲ့ရက်တွေကြာခဲ့ပြီမိမိဖေဖေဘမလဲမိမိဖေဖေကိုမြန်ခေါ်ပေးပါသားကြကြံခဲ့တဲ့အုံးလန်တော်လေးယူခိုင်းပေးပါမိမိသားရဲ့အုံးလန်တော်လေးရွာအုပ်ထိပ်မှာကြကြံခဲ့တယ်မိမိညီညွ ဖရက်ဖန်ရဲ့အစီအစဉ်လေးကိုနားဆင်နေရတာပါ။နွေဦးကပြအစီအစဉ်ပြီးမှတော့ပြတင်းမောင်လေးပေါ့ကတ်ကိုကြားမှာပါ။ပြတင်းမောင်လေးပေါ့ကတ်ကနေခလေးငယ်တွေအတက်ချမ်းမြေ့ပျော်ရွှင်ခြင်းငန်းတွေကိုပြောပြပေးမှာပါ။ဒီတစ်ပတ်တော့အောင်ရဲ့အကြောင်းနားဆင်ရမှာပါ။ပြသူကစီစဉ်တင်ဆက်ထားပါတယ်။နားဆင်ကြည့်ပါရှင်။ကလေးတွေအတွက်ချမ်းမြေ့ပျော်ရွှင်ခြင်းနည်းလမ်းတွေပါတဲ့ပုံမြင်နေတဲ့ဟာအောင်ငယ်အကြောင်းပုံမြင်အောင်ငယ်ကမောင်နှမတွေထဲမှာအငယ်ဆုံးပါ အောင်ငယ်ကညတိုင်းအိမ်မဆိုးတွေမတ်တက်ပါတယ်။အိမ်မထဲမှာငမန်းကြီးကလေထဲမှာပြန်နေတာမတ်တိုင်းအောင်ငယ်လန့်ပြီးအော်တတ်တယ်။အောင်ငယ်ကအမိုးနဲ့အတူတူအိတ်တာကြောင့်အောင်ငယ်အော်တိုင်းအမိုးလည်းအတူတူလန့်နိုးတယ်။အဲဒီလိုအချိန်ဆိုအမိုးကအောင်ငယ်ကိုဖတ်ထားပေးပါတယ်။ပြီးရင်အောင်ငယ်ပြန်အိပ်ပျော်အောင်စကားတွေပြောပေးပါတယ်။အောင်ငယ်ကိုမျက်စိမှိတ်ခိုင်းထားပြီးတော့ချစ်တဲ့သူတွေတရိတ်ဆန်နေတဲ့ပစ္စည်းတွေ တဘာဝမှာရှိတဲ့အပင်တွေတောင်တွေစမ်းကြောင်းလေးတွေအပါအဝင် အောင်ငဲကြိုက်ရာစဉ်းစားခိုင်းပါတယ်။အောင်ငဲကအောင်ငဲရဲ့ခွေးလေးမဲမဲနဲ့ကြောင်ကလေးညောင်ညောင်ကိုစိတ်ထဲကနေတွေးကြည့်တယ်။ပြီးရင်တော့အမိုးကအောင်ငဲရဲ့အချစ်တွေမြစ်တာတွေကိုအောင်ငဲချစ်တဲ့သူတွေစီကိုပို့ခိုင်းပါတယ်။အောင်ငဲချစ်တဲ့သူတွေကအောင်ငဲပို့တဲ့မြစ်တာတွေကြောင့်ပြုံးနေကြတယ်လို့အမိုးကပြောပြပါတယ်။ မမဲနဲ့ညောင်ညောင်တို့ကအောင်ငဲကိုပြုံးပြနေတာကိုမြင်ရတယ်လို့အောင်ငဲကအမိုးကိုပြန်ပြီးတော့ပြောပြတယ်။နောက်အောင်ငဲနဲ့မရင်းနှီးတဲ့သူတွေကိုလည်းအောင်ငဲရဲ့မြစ်တာတွေနဲ့သူတို့အတွက်ဆူတောင်းတွေကိုပို့ပေးလို့ရတယ်လို့အမိုးကပြောတယ်။အောင်ငဲကမရင်းနှီးတဲ့သူတွေကိုရောကဘာကြီးမှာရှိနေတဲ့သူတွေအစီကိုအောင်ငဲရဲ့အချစ်တွေပို့ပေးပြီးတော့သူတို့အတွက်ဆူတောင်းပေးလိုက်ပါတယ်။အဲ့ဒီအခါကျရင်ကဘာပေါ်ကလူတွေအားလုံးက အောင်ငယ်ရဲ့အချစ်တွေနဲ့အောင်ငယ်ဆူတောင်းပေးတာကြောင့်ပျော်ရွှင်နေကြတယ်လို့တွေးမိတယ်။အဲ့ဒီလိုတွေးမိတာကြောင့်ပဲအောင်ငယ်ပို့ပြီးတော့ပျော်ရွှင်လာတယ်။ဒီလိုနဲ့မှအိတ်မပျော်သေးရင်အမိုးကအောင်ငယ်နဲ့အတူတူအသက်ရှူလေးခြင်းနဲ့လှုပ်ပါတယ်။ခါဆန့်ထိုင်ပြီးတော့ဘယ်ဘက်နှာခေါင်းတစ်ဖက်ကိုလက်နဲ့ပိတ်ပြီးကြံတဲ့ညာဘက်တစ်ဖက်နဲ့အသက်ရှူသွင်းပါတယ်။ ခြူသွင်းပြီးရင်ဘယ်ဘက်နှာခေါင်းကိုပိတ်ထားတဲ့လက်ကိုဖယ်လိုက်ပြီးတော့ညာဘက်နှာခေါင်းတစ်ဖက်ကိုပြောင်းပိတ်ပါတယ်။ဘယ်ဘက်နှာခေါင်းကိုဖွင့်ပြီးတာနဲ့ဘယ်ဘက်ကနေအသက်ရှူထုတ်လိုက်ပါတယ်။အဲ့ဒီလိုဘယ်ညာပြောင်းလို့ပြီးရင်အောင်ငယ်အိတ်ငိုက်လာတဲ့လို့လဲချပြီးတော့အိတ်လိုက်ရတယ်။တခါတလေမိုးလင်းကနေမှလေထဲမှာပြန်နေတဲ့ငမန်းကြီးကိုအိမ်မက်မက်ပြီးတော့လန့်လို့ရပါတယ်။ အဲ့ဒီလိုနေဆို အမိုးနဲ့ကြံတဲ့မောင်နှမတွေကမနက်ပိုင်းမှာအောင်ငင်းနဲ့လေ့ကျင့်ခန်းအတူတူလုပ်ကြပါတယ်။အားလုံးအတူတူခြေထောက်နှစ်ဖက်ကိုနည်းနည်းခွဲပြီးတော့မတ်တရဲရပါတယ်။ပြီးရင်ခြေပြားထောက်လိုက်ပြန်ချလိုက်လုပ်ရပါတယ်။နောက်ပြီးရင်တော့လက်မောင်းနှစ်ဖက်ကိုနရွက်နာကနေအပေါ်ဆန့်ပြီးတော့မျှောက်ပါတယ်။လက်မြောက်တဲ့အချိန်မှာအသက်ကိုဝအောင်ရှူရပါတယ်။ ပြီးရတဲ့ခန္ဓာကိုယ်ကိုခါးကနေအရှိကိုကိုင်းချပြီးတော့အသက်ကိုရှူထုတ်ရင်းနဲ့ဟာလို့អော်ရပါတယ်။អော်ရင်းနဲ့ပဲလက်မောင်းနှစ်ဖက်ကိုလည်းရှော့ချလိုက်ရတယ်။အဲ့လိုသုံးကောက်လောက်လှုပ်ရပါတယ်။ဟာလို့អော်ပြီးတော့အသက်ရှူထုတ်လိုက်ကြရီလိုက်ကြနဲ့အောင်ငယ်တို့မောင်နှမတွေပျော်ကြပါတယ်။ခန္ဓာကိုယ်ကကြွက်သားတွေပြေလျော့လာတာကြောင့်စိတ်လည်းပေါ်ပါလာပါတယ်။ 2 MHz. Federal FM ဖရဲဖန်ရဲ့စနေနေ့ထုတ်လွှင့်တဲ့အစီအစဉ်လေးကိုကြားခဲ့ရတာပါအခုအစီအစဉ်လေးကို Federal FM 1.2 1.3တာနေပုံမောင်းတင်ဆက်ခဲ့တာပါ Federal FM ရဲ့အစီအစဉ်လေးကို Federal FM Facebook YouTube Telegram WhatsApp Instagram နဲ့ TikTok စတဲ့ platform တွေမှာကြည့်ရှုနိုင်စင်နိုင်ပါတယ် Federal FM ကရင်ပြည်မှာတော့ရေဒီယိုမှာ90.2 MHz 90.2 MHz မှာညနေ6:00နာရီကနေည7:00နာရီအထိထုတ်လွှင့်ချိန်တွင်ဖမ်းယူနိုင်ပါတယ်။ဒီကနေ့ညထုတ်လွှင့်ချက်တွေကိုပြန်ပြီးတော့နားဆင်ခြင်းနဲ့ဆိုရင်ရေဒီယိုမှာမနက်ဖြန်မနက်7:00နာရီကနေညနေ7:00နာရီထပ်မံထုတ်လွှင့်ချိန်မှာပြန်ပြီးတော့နားဆင်နိုင်ပါတယ်ရှင်။ Federal FM အားလုံးရဲ့အသံ90.2 MHz Cathedral FM.